So အခုနောက်ပိုင်းတွေ့ပြတဲ့အတွေ့အရတော့ဗောနော်အာဘယ်လောက်ထိတွေ့ပြလဲဆိုရင်ငါအရင်ဘဝဗောနော်သူများကလေးကိုဘယ်လောက်တောင်မယိုင်မီဘယ်လောက်တောင်ရှုံးမာခဲ့တဲ့မိန်းမကြီးဖြစ်လို့လည်းမသိဘူးဗောဒီဘဝမှာဒီလောက်တောင်လူတွေရဲ့အမုန်းခံဒီလူတွေရဲ့အပြောခံလူတွေရဲ့ဟိုရှုံးမာတာကိုခံရတဲ့မိန်းကလေးမိန်းမဖြစ်နေရဗောနော်အဲ့ဒါကျောင်းတော့ဗုဒ္ဓဘာသာအယူအရကြည့်မယ်ဆိုတော့ဒါဝိခံရတာဗောနော်အဲ့တော့အဲ့လိုတော့စောင်းအောင်တွေ့တယ်ဟာဝိကျွေးတွေအော်အခုစောင်းအောင်ပြောဆိုနေတာတွေနောက်ပြီးတော့အပြင်မောဗောနော်တချို့စောင်းမဟုတ်ဘဲနဲ့ဟုတ်တယ်လို့ရုံးမာနေတဲ့ကိစ္စတွေလေ ည်းရှိတယ်အဲ့တော့ဆောင်းအဲ့ကိစ္စတွေကိုမရှင်းတော့ဘူးဘာလို့မရှင်းလဲဆိုတော့ဟိုငါ ဝကျွေးတွေကြေအောင်ဆက်မယ်ဆိုတော့စိတ်ခံစားခြင်းတွေပဲအကုန်လုံးအပြစ်ခံပြုလိုက်ပါတယ်ဟုတ်အခံစားရပါတယ်ခံစားတော့အရရတိုင်းပေါ့နော်လူဆိုတာကတော့လေကိုကတော့ကိုဘတကူဟိုအမားဆိုရင်တော့အမားလေးကိုကောင်းကောင်းလေးထောက်ပြစေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဆဲဆိုးအဲ့လိုမျိုးအပြပါအများကြီးပေါ့နော်ကိုကိုဒီလိုမျိုးတိုက်ခိုက်တယ်တကယ်ကို public နဲ့ကောကျွန်တော်ကွဲရမှာအများကြီးတိုက်ခိုက်ကြတဲ့အတွက်တခါကျတော့လေကိုအမားလည်းမကင်းပါဘူးကိုရဲ့အပြောဆိုမကောင်းမကောင်းတာလေးဒီတိုင်းတက်တာလေးဖြစ်မှာပေါ့နော်အဲ့လိုလေးတွေးပါတယ်ဟုတ်ဟုတ် ော့ပေါ့နော်ဒါလိုလေးပဲဟိုဟာတက်တကားဆရာတော်ရဲ့တရားပွဲမှာအဲပါဝင်ပြီးတော့လှူတယ်အမြစ်တာပေါ့နော်အဲဆောင်းကဘာကြီးလှူပြစ်လဲဆိုတော့ဒီတရားပွဲဖြစ်ရည်အတွက်အဲပတ်သက်30ရဲ့အာနောက်ပြီးတော့ဒီလူရောက်2000စာအေးအေးပေါ့နော် အဲပြီးတော့ဒီညောင်ဆယ်ပင်ဝင်းနေရဟောဖျားဆင်းလူတော်အကုန်လုံးပန်းပေါ့နော်ဟောအဲ့ဒါလေးလူဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့အရင်တော့ဆိုရင်စောင်းထားပေါ့နော်တစ်တကားဆရာတော်ရဲ့ပွဲတွေသွားပြီဆိုရင်ဟိုဟိုတခြားအလူရှင်တွေလူနေရတွေ့တော့ကိုကိုရိုင်းလည်းအမြဲတမ်းလူချင်းတယ်အဲ့လိုလေးလူချင်းလိုက်တာအဲ့လိုလေးလူခွင့်ရရင်ကောင်းမယ်ဆိုတဲ့အတွေ့အမျိုးဖြစ်ခဲ့ပေါ့နော်အခုကျတော့ကိုကိုရိုင်းလည်းဒါပါဝင်ပြီးတော့လူတန်းခွင့်ရတဲ့အတွက်အရန်ဝမ်းသာတယ်ပြီးတော့ဒါဆရာတော်ကြီးကိုအဓိကတော့ဒီပွဲလေးဖြစ်မြအောင်လုပ်တဲ့ရည်ရွယ်ချက်ကပေါ့နော်ဒါဆရာတော်ကြီးကိုအပြင်မှာမဖူးမြော်ရတဲ့သူတွေအများကြီး ပဲရှိတယ်အဲ့လူတွေကိုလည်းဖူးမြော်စေချင်တဲ့စိတ်ဆန္ဒနဲ့ဟိုဒီလိုမျိုးပါဝင်ပြီးတော့လူတန်းဖြစ်တာပါဟုတ်ဟုတ်ဟုတ်အဲဒီဆောင်အရင်တော့ဆိုရင်လေတစ်တကားဆရာတော်ရဲ့အဓိဋ္ဌာန်လေးဆိုရင်ဒါကညောင်ဆယ်ပင်ပေါ့နော်ဟိုအရင်တော့ကလုတ်တယ်ဆိုတာကိုယ့်တကတိတ်ပြောမထီရောက်ဘူးအဲ့တော့ဆောင်ဘယ်လိုဆိုဆရာတော်ကြီးရဲ့မြစ်တာကိုခံယူပြီးမှလုံမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့အဟိုတလုံးတော့ဆရာတော်ကြီးရဲ့ပွဲလေးကိုသွားဖြစ်တယ်ဆရာတော်ကြီးရဲ့မြစ်တာကိုခံယူတယ်အဲ့မှာအဓိဋ္ဌာန်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကတော့လေအဲ့အတော်အတွင်းမှာဆောင်စိတ်ကဟိုဘယ်လိုလဲဆိုတော့ အရင်ညင်ညူးနေတဲ့အချိန်တော့နော်ဒါဆရာတော်ကြီးနဲ့တွေ့သွားတယ်တွေ့သွားတဲ့အချိန်မှာစောင်းဒီအဋိဌံလောက်တဲ့အချိန်မှာဟိုကျန်တဲ့အရာတွေတိတာတာမတိတာတာအဲစိတ်လေးရကြည်လာတယ်တနေ့တနေ့ဒီအဋိဌံပေါ်မှာပဲစိတ်ရောက်ပြီးတော့လေကိုယ်တိုက်ခိုင်းနေရသူတွေကိုယ်မုန်းနေသူတွေအတွက်လေကိုယ်ဘာစိတ်ခံစားချက်မှမရှိတော့ဘဲနဲ့လေကိုယ့်ကိုယ်ကိုယ်ပဲပြန်ပြီးတော့ပြန်ကူစားနိုင်တယ်ပေါ့နော်အဲအဲ့လိုမျိုးလေးတော့ရှိပါလေဟုတ်တော်တော်ရုံမှခိုင်းမှာ၃လေးရမှသိတာပေါ့ အဲ့လိုတော့ဆောင်းမသိပါဘူးဆောင်းအခုနောက်ပိုင်းတွေ့ပြတဲ့အတွေ့အရတော့ဗောနော်အာဘယ်လောက်ထိတွေ့ပြလဲဆိုရင်ငါအရင်ဘောဟာဗောနော်သူများကလည်းဘယ်လောက်တောင်မယိုင်မီဘယ်လောက်တောင်ရှုံးမာခဲ့တဲ့မိမအကြီးဖြစ်လို့လည်းမသိဘူးဗောဒီဘောမှာဒီလောက်တောင်လူတွေရဲ့အမုန်းခံဒီလူရဲ့အပြောခံလူတွေရဲ့ဟိုရှုံးမာတာကိုခံရတဲ့မိန်းကလေးမိမဖြစ်နေရဗောနော်အဲ့ဒါကျောင်းတော့ဗုဒ္ဓဘာသာအယူရကြည့်မယ်ဆိုတော့ဒါဝိခံရတာဗောနော်အဲ့တော့အဲ့လိုတော့ဆောင်းအောင်တွေ့တယ်ငါဝိကျွေးတွေအော်အခုဆောင်းကိုပြောဆိုနေတာနေနောက်ပြီးတော့အပြင်ဘောဗောနော်တချို့ဆောင်းမဟုတ်ဘဲနဲ့ဟုတ် တယ်လို့ရုံးမနဲ့ကိစ္စရေးလဲရှိတယ်အဲ့တော့ဆောင်းကအဲ့ကိစ္စတွေကိုမရှင်းတော့ဘူးဘာလို့မရှင်းလဲဆိုတော့ဟိုငါဝကြွေးတွေကြေအောင်ဆက်မယ်ဆိုတော့စိတ်ခံစားချက်နဲ့ပဲအကုန်လုံးအပြစ်ခံပြုလိုက်ပါတယ်ဟုတ်အခံစားရပါတယ်ခံစားတော့အရာရာတိုင်းပေါ့နော်လူဆိုတာကတော့လေကိုကတော့ကိုဘတ်တကူဟိုအမားဆိုရင်တော့အမားလေးကိုကောင်းကောင်းလေးထောက်ပြစေချင်တာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဆဲဆိုးအဲ့လိုမျိုးအပြပါအများကြီးပေါ့နော်ကိုကိုဒီလိုမျိုးတိုက်ခိုက်တယ်တကယ်ကို public နဲ့ကောတံပြောကွဲရမှာအများကြီးတိုက်ခိုက်ကြတဲ့အတွက်တခါကျောက်လဲကို့အမလည်းမကင်းပါဘူးကိုရဲ့အပြောဆိုမကောင်းမကောင်းတာတွေဒီတိုင်းတက်တာလေးဖြစ်မှာပေါ့နော်အဲ့လိုလေးတော့တွေးပါတယ်ဟုတ်ဟုတ်အဲအဲ့လိုမှဆိုရင်တော့ဟိုပြောမလဲကိုရဲ့ရုပ်ကလေးနဲ့အခုအဲ့လိုမှကလေးရုပ်လေးပေါ့နော်ပြီးတော့အဲ့ item တွေဆိုရင်စောင်းဒီနေ့တော့မှပြောပြသေးတယ်ဒါ MRT ဖုန်းမှာစောင်းတို့တွန်းမြိုင်းမြစ်တာဆိုတဲ့ဇလံတွေလေးပြန်လွှင့်နေတယ်လွှင့်နေချိန်မှာအဲ့ဒီအချိန်မှသာအခုလိုမျိုးပေါ့နော်ပုံစံမျိုးနဲ့ အာဂျိုက်ရမယ်ဆိုရင်ဒီတစ်ပုတ်ကောင်းဂျိုက်နိုင်မယ်အဲ့လိုမျိုးတွေးလေးပေါ့အဲ့ဒီချိန်တော့မဆိုရင်မပြည့်စုံမှုတွေအများကြီးပဲမှတ်မှတ်ရအဲ့ဒီတော့အဲ့ကားဂျိုက်တဲ့ချိန်အဆောင်တနေ့ကိုမော်ပြရနေရန်ကုန်နေတိုင်းတနေ့9000ပေးပြီးတော့ကားငှားဝကားငှားပြီးတော့အဲ့နေတိုင်းသွားတာနေတိုင်းသွားပြီးလွန်ခဲ့တဲ့6နှစ်9နှစ်ပေါ့နော်အဲ့တော့အဲ့လိုသွားရတယ်သွားပြီးတော့ဟိုပြောအင်းကြီးအဝတ်စားဆိုလည်းမပြည့်စုံမိတ်ကပ်ဆိုလည်းမပြည့်စုံကို့မှာအဲ့ဒီတော့လိုအပ်ချက်တွေအများကြီးပဲရှိတယ်ပေါ့နော်ဟုတ် အဲဒါတော့အများကြီးပေါ့နော်စောင်းတော့ဒီအနေပညာလောကကိုဘယ်လိုပြောမလဲဆိုတော့အာဘာမှမရှိတဲ့ဘဝနဲ့ဖြတ်သန်းခဲ့တဲ့ကာလကလည်း၈နှစ်လောက် ကြံကြုံခဲ့တာပေါ့နော်အဲ့တော့အဲ့မှာဆိုရင်ဇာတ်တို့ line ကနေလာရတယ်အထုပ်လေးဆွဲပြီးလာရတယ်ကိုဗေနာလူကကိုဖန်ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကြီးလဲကြုံရတာပေါ့နော်အဲ့လိုမျိုးပြီးတော့ဇာတ်တို့အရင်တော့ဆိုရင်ဇာတ်တို့ငယ်ပေါ်ကမှပတ်စံရှားတာကြတော့တက်မတော်ခမ်းမမှာအဲတရက်ကို2000လောက်နဲ့မတည့်ရပြီးတော့တနေကုန်ပေါ့နော်အဲ့လိုလေးပတ်စံရှားရတယ်နော်မနော်အဲကိုမိုက်ကြုံခဲ့တယ်အဲ့ဒါလေးအဲ့တော့အဲ့လိုမျိုးလေးဆိုတော့လေဟောအခုချိန်ညတော့လဲဒါတွေကပြန်စဉ်းစားရင်လဲအမတ်ရစရာလေးပေါ့နော်ဟုတ်ဟုတ်တယ်ဆောင်းအဲ့မှာရှက်သွားရှက်သွားတော့အဲ့ ဒီအလုပ်ကိုရက်လိုက်တာရက်လိုက်ပြီးတော့ဆောင်းဒီဟိုဒီဘာလဲဆိုတော့ပဆန်ရှာတာပေါ့နော်အပြင်မှာကိုနဲ့ဒီအနုပညာလုပ်ကိုဆက်မလုပ်တော့ဘူးရက်လိုက်တော့မယ်ဆိုပြီးဆောင်းအပြင်မှာဟိုတခြား အပြစ်ပါလို့ဖေဖေတို့နဲ့ပတ်သက်ပြီးတော့အပြစ်ပါလို့တွေလုတ်ဖြစ်တာပေါ့နော်အဲပတ်စံရှိမှပြန်ဝင်ဖြစ်တာပေါ့ပတ်စံရှိမှတော့မဟုတ်ဘူးပေါ့နော်အနေထားလေးတစ်ခုလောက်ဖြစ်သွားမှပြန်ဝင်ဖြစ်တာပေါ့အဲ့လိုမျိုးလေးပါဟုတ်အဲ့လိုမဟုတ်ပါဘူးစောင်းတော့တော့အထုပ်ကြီးတွေဆွဲခါရောက်လဲမိတ်ကပ်ပြင်သွားမျိုးရှိတယ်အာဘေနာအဲ့လိုမှမမက်ရတိုက်ကြီးကစီလာပေါ့နော်အဲတိုက်ကြီးကဘေးကကောင်မလေးကစောင်းမက်စတာထားအောင်သွားစောင်းတိတယ်ပေါ့အဲအဲ့လိုမျိုးလေးအဲ့လိုနှုတ်ဆက်တာပေါ့နော်နှုတ်ဆက်တော့ကျတော့လဲဟိုအဲ့လိုစိတ်ထဲမှာကျတော့လဲ တမျိုးလေးပေါ့အဲ့လိုအဲ့လိုပါပဲအဲ့ဒီတော့ကလေးတော်စိတ်ခံစားကြပါဘာတိတ်မမှတ်မိတော့ပါအဲ့လိုတော့အဲဟိုဖြစ်အောင်လုပ်မယ်ဆိုတော့စိတ်ခံစားကြတော့ရှိတယ်ဆောင်းကတခုခုဆိုရင်လက်မလျှော့တတ်ဘူးအဲအဲ့လိုမျိုးတိုက်ခိုက်တာများလေးအဲ့ဒါကိုဖြစ်အောင်လုပ်ပြမယ်ရကြည့်နေလုပ်ပြမယ်လုပ်ပြမယ်ဆိုတော့စိတ်ခံစားကြတော့ရှိတယ်ဘရောမှတော့အဲ့လိုမျိုးကြီးရှုံးပေးသွားပြီးတော့ဟိုအဲ့တော့ကလည်းဆောင်းကအရှုံးပေးလိုက်တာမဟုတ်ဘူးနောက်တလန်းဆုတ်လိုက်တာ နောက်တလဲဆိုပြီးဘာလို့ရင်တော့ပြန်ဝင်လို့ရမယ်ဆိုတာသိရတဲ့အတွက်နောက်တလဲဆောက်လိုက်တာပြီးတော့မှပြန်ဝင်တာပေါ့အဲ့လိုမျိုးပါပဲဟုတ်အဲအဲ့လိုလူကတော့လေလောဘပေါ့နော်ဘယ်တော့မှရက်တက်မသွားဘူးအဲ့ဒီချိန်ကာလတော့ကလည်းကားလေးတစ်စီးနဲ့အိမ်လေးတစ်လုံးနဲ့အလုပ်လေးတစ်ခုနဲ့ရှိရင်ကျင်းနေပြီပေါ့အခုကျတော့လည်းအဲ့လိုမဟုတ်ဘူးဒီတက်ပို့ပြီးအောင်မြင်ချင်တာဒီတက်ပို့ပြီးဘာလို့ချင်တာအဲ့လိုမျိုးပေါ့နော်ဒီတက်ပို့ပြီးတော့ရိုက်ကူးရေးလှုပ်ချင်တာကိုကဒီအနည်းပညာလောကကိုပြန်ချစ်လို့ပြန်ဝင်ခဲတာဖြစ်တဲ့အတွက် ီတစ်ခါမှာတော့ထက်ပြီးတော့ကိုမှနောက်ဆုံးစရာအကြောင်းမှမရှိဘူးခုနကပြောလို့အများကြီးတိုက်ခိုက်ကြတယ်အခုဆိုရင်ကိုဒီလောကနဲ့ထွက်သွားလောက်အောင်ကိုရုံမှကြတယ်ဒါပေမဲ့ဆောင်းကပြောချင်တာဘရောမှဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဆောင်းရဲ့အတိတ်ကိုလည်းဆောင်းဆောင်းမဟုတ်တာမလုပ်ခဲ့ဘူးတေချာတခြားအိမ်တော်ဖြစ်စည်းခဲ့ဆောင်းဘာမဟုတ်တာမှကို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 ဟိုယုံကြည်သွားနေပေါ့တော့ဆောင်းဘာမဟုတ်တာမှမလုပ်ခဲ့ဘူးအဲ့အတွက် ဆောင်းကဟိုဆောင်းတိုက်ခိုက်နေသူကြောင်းနေတော့ဆောင်းနောက်ပြန်ဆုံးမှာမဟုတ်ဘူးဟုတ်ဟုတ်ကဲ့ပါဒါဒီနေ့ကကျတော့ဒါဆောင်းဒီတက္ကသိုလ်ဆရာတော်ရဲ့တရားပွဲလေးမှာဒါပထမဆုံးအနေနဲ့ပါဝင်ပြီးတော့လူရန်ပြစ်တာပါဒါဆောင်းရဲ့အလှလေးကိုလည်းအားလုံးကတာရုခွန်နိုင်မယ်လို့ဆောင်းထင်ပါတယ်အခုလိုမျိုးပေါ့နော်တက္ကသိုလ်ဆရာတော်ကိုလာရောက်ပြီးတော့ကုမြောင်ဝင်ရတဲ့အတွက်လည်းဆောင်းအများကြီးဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်